မင်္ဂလာပါရှင် listener heaven channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စိုင်းဆရာတိတ်ပံမောင်ဝရေးသားထားတဲ့ဝိတုဆောင်းမဘောင်းချုပ်တစ်ထဲကခါတကြမ်းဆိုတဲ့အပိုင်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ကျမကတော့နန်းတိမ်ကြီးဖြစ်ပါတယ်မောင်လူအေးကတကြံမောင်းများစွာတို့နဲ့ကြုံတွေ့ခဲ့လှလီပြီမော်လမြိုင်တကြံ ရန်ကုန်တကြံရေကစားပွဲများတွင်လည်းဝင်၍နှွဲခဲ့လှလိမ့်ပြီငယ်ငယ်တုန်းကချောင်းဝတရာနတ်ကျွန်းတရာတို့မှနေ၍မိတ်ဆွေငမဲဆန်ရှင်ဘေးကြီးမြတ်ထွန်းတင်သာပါပုတို့နှင့်အတူ လာသမျှသောလှဲယထာမော်တော်ဘုတ်တို့ကိုအယက်ခိုင်းမိလင်ချောင်းထဲမှရေကိုခတ်ကာပုံကြီးပုံငယ်တို့ဖြင့်လောင်းငယ်သည်များကို မောင်လူအေးအဘေခါမြမမေ့နိုင် ရေလေကစားသူမိမတို့ဤလှဲယထာမော်တော်ပုံများလာလျင် ပုံကြီးပုံငယ်တို့ဖြင့်ထက်ခါထက်ခါမွန်းလောက်အောင်လောင်းလေပက်လေရှိကြလေသည်လှဲယထာမော်တော်ပုံများအထဲမှမိမများရေပတ်ကျန်းလိုက်တာကြောက်လှပါပြီးတော်ပါတော့လွန်ပဲလွန်လွန်နေစသဖြင့်ဆူသွားကြသောအခါမောင်လူအေးတို့လူစုမှာ အာရဝမ်းမြောက်၍မဆုံးရေပုံးများကိုကန်ကကသူကက လက်ခုတီးသူကတီးခုံသူခုံပေါတူပေါတဟားဟားနဲ့ဟားနေကြလေတော့သည်ဤတို့လာသမျှလှဲယထာမော်တော်ဘုတ်တို့ကိုရေလောင်း၍ဝါလဲမိမရှာကိုဖိုးရင်ဤလှဲနဲ့မြို့လျှောက်က ရေကစားကြသည်ကိုလည်းမမေ့နိုင်အလုံးပင် မျက်နာများကိုအိုးမဲတုတ်လျက်တခြင်းဆိုးကကခုံကား အပျော်ကြီးပျော်သွားကြသည်ကိုလည်းမမေ့နိုင်မောင်လူအေးကြီးပြင်းလာ၍ဝင်းတောက်တွေဘာတွေဖြစ်လာပြီလင်သားတွေမယားတွေနှင့်တမျိုးတရွာတို့ရောက်နေသောအခါငငယ်တုံးငါကဲ့သို့ပျော်ခြင်းသလိုမပျော်ရတော့ပြီရမ်းခြင်းသလိုမရမ်းရတော့ပြီသို့တော့တကြံကြာတိုင်းငငယ်ကပျော်ခဲ့ ပါခဲ့ပုံများကို တွေးပြီးလျှင်ပျော်ရွှင်ရလေတော့သည်မိမိအိမ်အတွင်းမှာပဲကောင်းခြင်းပြန်မောင်းတို့စီဒမင်းတို့ တာကူပြုတ်တို့ကိုကြွေးကခင်တန်းမြင်ခင်ခင်သည်ခင်ခင်စီခင်ခင်လိုင်းမခင်တန်းမစောရင် ကိုညွန်းကိုဝင်းတို့ကိုရေလောင်းရလေတော့သည်တယုံယုံတုံအုံတဝါဝါတဟားဟားနှင့်နေ၏တအိမ်လုံးလဲရွှဲရွှဲဆူမွေရာတစ်တာဇပွဲကလထိုင်များလဲရွှဲရွှဲဆူတအိမ်လုံးနေစရာမရှိတော့ပြီ ငငယ်တော့ငါဝါသနာကိုအဘယ်မှာလဲဖြောက်၍ရပါအန်းဤ 1298ခုနှစ်တကြံတွင်မောင်လူအေးတို့မြို့တွင်မရှိပြင်ပုံခေါ်သောတောလက်ကြေးရွာကလေးသို့ရောက်နေကြလေသည်၎င်းကြေးရွာကလေးတွင်စကန်းချနေကိုက်နှင့်တကြံကြသောအခါကြုံကြိုက်နေလေပြီမောင်လူအေးရောခင်တန်းမြင်မှာစိတ်အိုက်လျက်နေကြကုန်၏သို့သောမြည်တို့မြမတက်နိုင်ရောက်လေရာမှာတော်တော်လိုစီမံရလေတော့မည် မောင်လူအေးတို့စကန်းချနေသောနေရာကရွာနှင့်မနီမဝေတောအုပ်ကလေးအတွင်ဖြစ်၏၎င်းတောအုပ်ထဲတွင်တစ်ခွာပန်းအမျိုးမျိုးမှစံကျဲစွာပွင့်ဖူး၍နေကြကုန်၏နီနီဝါဝါပြပြဖြူဖြူမြင်းသူအပေါင်းတို့ မချီမောမဲမနေနိုင် ပုံမှန်တံတန်းကလည်းအစာစာလွန်စွာမှပင်စံပြလှပေ၏ တိခွာပန်းတို့သာပိုးဒီမဟုတ်ဘရောက်ပန်းငူပန်းတို့မှလည်းပင်လုံးဝေကထိန်လျက်နေလေသည် ပြင်းမပင်တို့မှလည်းပြတာတာခရမ်းရောင်အပွင့်တို့ကိုဆောင်းကားဘရောက်ပန်းတို့နှင့်အလားချင်းပြိုင်လျက်ရှိနေကြကုန်၏မောင်လူအေးနှင့်ခင်တန်းမြင့်တို့မှတကြံခါတွင်ပန်းတော်ကြီးတွင် ရောက်ရှိနေကြလေပြီမိမိတို့နှင့်ပါလာသောစကန်းပြတာမောင်ထွန်းခြင်း စကန်းစားဖို့ မောင်ထွန်းရှိန်တို့အား၎င်းပန်းများကို အခုခိုင်းပြီလင်တကြံအိုးများတွင် ထိုးလိုထိုးရွက်ထဲတဲကို၎င်းပန်းတို့ဖြင့်တစားဆင်လိုဆင်နှင့်အင်မတန်မှပင်ပျော်ရွှင်နေကြလေသည်မိမိတို့ဤရွက်ထဲတဲကလေးမှာတစ်ခွာပန်းဗရောက်ပန်းငူပန်းပြင်းမာပန်းတို့ဤအယောင်ကြောင့်လှပလျက်နေ၏ ဤသို့ပန်းအမျိုးမျိုးတို့ဖြင့်တစားစင်းသောသောရွက်ထဲတဲကလေးကိုတစ်ခွမြန်ဟု၍ခင်တန်းမြင့်ကအမိပေးလေသည်ဤသို့စခန်းကိုတစားစင်းယုံနှင့် နေရာမကြသည်အကျွေးအမွေးကလေးဘာကလေးနှင့်မှ နေရာကြမည်ဟုစိတ်ကူးမိကြပြန်လေသည်တို့စိတ်ကူးမိကြသည့်တိုင်စကန်းစာပို့မောင်ထွန်းရှင်အားမြို့သို့လွှတ်၍ကျွေးမွေးရန်တာကူတကြားစသည်များကိုအဝယ်ခိုင်း၏ ပထမအတက်နေတွင်ပစ္စည်းများနှင့်မောင်းထွန်းရှင်ပြန်ရောက်လေသည် ထိုနေ့မှာပင်တာကူပြုတ်ကိုစကန်းတွင် ရှိသည်များသောဆေးရီပြတာစာပို့တို့ကိုကြွေးမွေးယုံမျှမကစကန်း၌နေစဉ်လာ၍စကားပြောကြသော အကြီးလှိုင်းနှင့်ဆယ်အင်ကောင်းဦးကြတို့လူစုကိုလည်းကြွေးမွေးလေသည်တယောက်ကိုတယောက်ရေလောင်းလိုလောင်းပြေးသူပြေး လိုက်သူလိုက်တချင်းဆိုသူဆိုကသူက ဖြစ်ချင်နိုင်ဖြစ်နေကြလေတော့သည်မောင်လူအေးနှင့်ခင်တန်းမြင့်တို့ကရွက်ထဲတဲထဲမှာပင်တယောက်ကိုတယောက်အပြန်အလှန်ရေလောင်းကြသောကြောင့်ရွှဲရွှဲဆူကုန်ကြလေသည်တို့နှင့်ပထမအကြက်နှင့်ကုံလွန်၍သွားလေသည်ဒုတိယအကြက်နှင့်နနက်စာစားတော့ပြီးနောက်တဲရှိတွင် ခင်းထားသောပလက်ကလထိုင်များပေါ်တွင်ဝိတ္ထုစားအုပ်တအုပ်စီဖတ်နေကြကြိုက်တွင် အကာရီအခုံတွင်မိမ့်မတတိုက် ပေါက်လာကြလေသည် တနခါပိန်ကြားရိုက်လိုက်သလိုသူတို့လက်ထဲများတွင်လည်းရေအိုးတွေရေခွက်တွေနဲ့သူတို့တီဆူလာသောတခြင်းများမှာလည်းစီးမကြကမ်းမကြပောက်ကြရတွေသာဘသူတွေပါလဲနေပူပူကျဲကျဲမှာချွေးတလုံးလုံးနဲ့သူတို့မှမမောမပန်းလီအလိုမိုးကြိုးပြရွာကကရင်မနန်းပုံ တေးတို့ဆိုပါကလားမောင်လူအေးတို့တဲဘက်တို့ခြေဦးလှဲ့ကြလိမ့်မောင်လူအေးနဲ့ခင်တန်းမြင့်တို့ကို ရေလာလောင်းကြပေသလားပတ်စံလာခံကြပေသလားနန်းဘုံတေးတို့လူတိုက် မောင်လူအေးတို့တဲရှိသူရောက်သွားကြလိမ့်မည်ကားလျက်တီးလျက်ပင် ရေလျက်ပြုံးလျက်ပင် ရောက်တီနှင့်တပြိုင်နက်မောင်လူအေးနှင့်ခင်တန်းမြင့်တို့အားရေလောင်းကြကုန်၏ရေလောင်းပြီးတော့လဲမပြန်ကြသည်ငွေငားချက်ပေးရမလဲလှူဖို့လဲမဟုတ်ကျွေးဖို့လဲမဟုတ်ဘာလို့ဖို့ပါလဲအရက်ဝဲတောက်ဖို့ထင်ပါရဲ့သူတို့တွေအလုံးမူးနေကြပုံရ၏ ငွေတစ်ချက်ပေးလေသည် မကြည်နဲ့ကြငွေငါးချက်မပေးရင် မောင်လူအင်းနဲ့ခင်တန်းမြင့်တို့ဇုံတွဲကရမလဲအမလေးဟဲ့ကြောက်เสียမောင်လူအေးကမကတဲ့ကြောင်ပြန်ပြောလေ၏မကတဲ့လင် မောင်လူအေးအားကျိုးနှစ်ချီပြီးလင်မြောက်လူကာခိုင်းမတဲ့တော်တော်လာတဲ့နန်းပုံတီးပါလားတကြံအခါမှာပြောခြင်းသလိုပြောနိုင်နေဆိုကို ခတ်တော်တာပဲ သူတို့လက်ထဲမှာလဲကျိုးတွေအိုးမဲတွေနဲ့ပြောင်နေကြလေရော့သလားပြောင်နေကြတာလဲမဟုတ်တန်ရနမ်းမုံတီးတို့ဆွဲလာရန်လာလုပ်ပြီးကျိုးတွေနဲ့ချီအိုးမဲတွေနဲ့တုံ့မှဖြစ်ခတ်လေတော့မြင်ဘဲနဲ့လောက်ရပါလေမောင်လူအေးအကြံအိုက်နေလေပြီခင်တန်းမြင်ဒေါပွားလျက်နေဤနောက်မှသတိရပြီလင်ဆက်ရေးဟန်စင်အားလှမ်း၍ခေါ်လိုက်ရာဟန်စင်ရောက်လာပြီးအချိုးချောင်းကိုပြောကာ ချော့တခါမန်တလဲနှင့်လှုပ်လိုက်မှထွက်သွားကြလေတော့သည်တော်တော်လာတဲ့နန်းမုံတည်တကြံခါမှာထင်ရလှုပ်နိုင်တဲ့၎င်းတို့လူတိုက်ထွက်သွားကြတော့ခါမောင်လူအေးနှင့်ခင်တန်းမြင့်တို့မှစိတ်ဆိုးရမလိုလိုရေရမလိုလိုအံ့ဩရမလိုလိုနှင့်ကြံရစ်ခဲ့ကြလေသည်နောက်မှအဝေအစားလဲကမိမိတို့စောစောကဖတ်နေကြသောဝိထုတို့ကိုဆက်လက်ကဖတ်နေကြကုန်၏ ထို့နောက်တနအီခန့်ကြာလင်တယောတန်ဘင်ဂျိုတန်တွေတချင်းတန်တွေ ပလွေတန်တွေကို ကြားရပြန်လေသည်ကာလာသာကာလာသမီးများနှင့် အတော်ကြီးတတိုက်ဖြစ်၏ကသူကက ဆိုသူကဆို တီးသူကတီးမှုတ်သူကမှုန်ခုံသူခုံပေါက်သူပေါက်နှင့်မောင်လူအေးတို့၏ရွက်ထဲတဲသို့ရောက်လာကြလေသည် ထိုချင်းကနေရင်နိုင်ပြန်တစ်ချက်ဖြစ်၏နေပူလိုက်ဒီမှာလဲချစ်ချစ်တောက်လောင်နေတော့သည်၎င်းတို့မှာချွေးတလုံးလုံးတလန်းလုံးလဲဖုံတထောင်းထောင်းနဲ့၎င်းတို့တီးမှုတီးဆူလာသောတခြင်းကစိန်ချူးကြာညာဘောလေဖြစ်၏ကလာသူတို့ကခုံပေါက်ကဒိုးပတ်အကကို ကလာကြလေသည်ဘောလေအစိုးနှင့်ဒိုးဘတ်အကအတော်ပင်ဆန်းလေသည်မမြင်ရသူတို့ယုံကြည်မှယုံကြပေလိမ့်မည် မြည်သည့်ပွဲလန်းသဘင်တွင်မြည်သူသည်အီဆိုအတီးအကမျိုးကိုအီလိုအချိန်အီလိုခါ၌ကြားရမြင်ရပါအံ့နီမောင်လူအေးတို့ဤတဲတို့ရောက်ကြသောအခါမောင်လူအေးနှင့်ခင်တန်းမြင့်တို့အားရွှဲရွှဲဆိုအောင်ရေလောင်းကြကုန်၏ရေလောင်းယုံနှင့်ကိစ္စမတုံးသည်ပရိသဘင်အတွက် ပတ်စံကောက်ခံကြလိမ့်မည်။ငွေ၃ချက်ထုတ်ပေးရပြန်၏။အပြိုကောင်းဒေါ်အေးကြီးကမကြေနပ်သေး။သို့သောကရင်မနန်းဘုံတေးကဲ့သို့ဇုံတွဲလဲအကာမခိုင်းကျိုးနှစ်ချီပြီးမြောက်လိုအကာခိုင်းမည်ဟု၍လဲမချိန်ချောင်းတော်ပေသေး၏။၎င်းတို့လူတိုက်ထွက်သွားကြသောအခါအဝတ်အစားလဲကြပြီးလင်ခင်တန်းမြင့်နဲ့မောင်လူအေးတို့မှတယောက်ကိုတယောက်စကားမပြောဘဲတွေ့ဝေကနေကြကုန်၏ အားလုံးပဲကျင့်တဲ့နှစ်တန်နိုင်ကြပါသည်ရှင်မိတ်ဆွေတို့ရေစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပေါင်းနဲ့တလုံးတဝရပြည့်စုံနိုင်ကြပါစေနော်